။နောက်တစ်ခါမှမြတ်စွာဘုရားကဟိမွန်ဒာတောင်ချင်းရဲမှာတပါးတဲ့တရင်သုံးရင်းနဲ့စဉ်းစားရတယ်။ဘာစဉ်းစားရုံဆိုတော့အော်ဟောဒီလောကကြီးကိုတရားသဖြင့်အုပ်ချုပ်မယ်ဆိုရင်မဖြစ်နိုင်ဘူးလား။အဲ့ဒီတုန်းကလူတွေဟာအလွန်တရာမှနှောဆင်းရဲကြတယ်ပင်ပန်းကြတယ်ဒါကိုတနာကျင်တာလို့မြတ်စွာဘုရားအဲ့လိုစဉ်းစားတဲ့အခါမှာမန္တကမြတ်စွာဘုရားစဉ်းစားတာကိုတိတဲ့အတွက်ကြောင့်မြတ်စွာဘုရားကိုအနှောက်အယှက်ပေးလို့တဲ့သဘောနဲ့ရောက်လာတယ်။ ရောက်လာပြီးတော့ဘာပြောရုံဆိုတော့မြတ်စွာဘုရားတို့လောကကြီးကိုမြတ်စွာဘုရား အုပ်ချုပ်တော်မူပါဒီလူလောကကြီးကိုအုပ်ချုပ်မင်းလုပ်တော်မူပါဒါဆိုရင်တပည့်တော်တွေပံ့ပိုးပါမယ်မြတ်စွာဘုရားဘယ်ရင်လုံမယ်ဆိုလို့ရှိရင်မိလျော့စရာအကြောင်းတရားတွေအလွန်များလို့မြတ်စွာဘုရားကိုနှောက်ယှက်နေလိမ့်မယ်လို့သူကအဲ့ဒါလိုယုံကြည်မှုနဲ့မြတ်စွာဘုရားကိုကြောက်ချလိုတဲ့သဘောနဲ့လာပြောတာပါအဲ့တော့မြတ်စွာဘုရားဘာပြောလို့ဆိုတော့ မနာတဲ့ဘလို့အနေသားကိုမြင်လို့ငါ့ကိုဒီစကားလာလျှောက်တာတော့အဲ့တော့မနတ်ကမြတ်စွာဘုရားအဋ္ဌိပတ်ကြီး၄ပါးကိုအစွန်းစွန်ရောက်အောင်ပွားများထားပြီးသားအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကအလိုရှိမယ်ဆိုရင်ဟောဒီဟိမန္တာတောင်ကြီးကိုရွှေဖြစ်စေလို့လှုပ်လိုက်ရင်ဟိမန္တာတောင်ကြီးကရွှေဖြစ်သွားမှာပေါ့နော်ဒီလိုအစွမ်းတတ္တိနဲ့ပြည့်စုံတာကိုမြင်တဲ့အတွက်ကြောင့်ဒီလောကကိုမြတ်စွာဘုရားအုပ်ချုပ်တော်မူပါလို့တပည့်တော်လျှောက်တာပါတဲ့ အဲ့လိုလျှောက်တော့မြတ်စွာဘုရားဘာအမိန်ရှိတော့မှန်တဲ့ဟိုဟိမွန်တာတောင်ကြီးကိုရွှေဖြစ်စီဆိုရင်ရွှေဖြစ်သွားမှာဟုတ်သေးတယ်ဒါပေမဲ့ဟိမွန်တာတောင်ကြီးနှလုံးစာလောက်ရွှေဖြစ်စီဆိုပြီးတော့လူတယောက်ရဲ့အလိုဆန္ဒကိုပြည့်ဝအောင် လုပ်မယ်ဆိုရင်တော့အဲ့ဒီလူတယောက်ရဲ့အလိုဆန္ဒဟာပြည့်မှာမဟုတ်ဘူးလေဆိုတာကနော်လူတွေကိုဆန္ဒတွေပြည့်ဝပြီးတော့တကယ်ချမ်းသာသွားအောင်လုပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးပေါ့ ဆိုလိုတာကစစ်မှန်တဲ့ချမ်းသာကိုရဖို့အတွက်သူတို့လူချင်းသားတွေကိုရအောင်လှုပ်ပေးလိုက်ုံမျှနဲ့ပြီးမသွားဘူးပေါ့သဘောပေါက်လားမသိဘူးအဟိမွန်တာတောင်းကြီးနှလုံးစာလောက်ရွှေအဖြစ်ကိုလှုပ်ပြီးတော့ပြီးမယ်ဆိုရင်တော့လူတယောက်ရဲ့အလိုဆန္ဒကိုပြည့်စည်အောင်မှမဟုတ်ဘူးတဲ့ဒါကြောင့်ဘဝမှာတကယ်ချမ်းသာခြင်းနဲ့ဆိုရင်အခုပြောတဲ့တရားတွေပြည့်စုံဖို့လိုတယ်ဆိုပြီးတော့မြတ်စွာဘုရားတရား၁၂မျိုးဟောတာရှိအဲ့ဒါဘုရားတို့ဒုက္ခ၁၂ပါးဆိုတော့ဟောတာရှိတယ်အလွန်သဘောကျတော့ အဋ္ဌမိဇာတမိဒုက္ခန္တာယတုဋ္ဌိဒုက္ခယဣတ္တိတရေနပုံညာဒုက္ခဇီဝိတသင်္ခံပိတပ္ပတဒုက္ခတဒုက္ခပါဟနံပထမကထာလေးအဋ္ဌမိဇာတမိဒုက္ခန္တာယအမှုကိစ္စကြီးငယ်အကြောင်းကိစ္စတစုံတရာကျုံလာပြီဆိုရင်မိကောင်းဆွေကောင်းရှိတဲ့ပုဂ္ဂိုလ်တွေချမ်းသာလိမ့်မယ်တဲ့။ဘောမှာတကယ်ချမ်းသာခြင်းလို့ရှိရင်ဘုံတို့မိဆွေကောင်းအရင်ရှိဖို့လိုတယ်နော်။တုဋ္ဌိဒုက္ခယဣတ္တိတရေနာ ယာတတမယဖြင့်ရောင်ရဲတင်းတည်ကျင့်တဲ့နှစ်သက်နိုင်ခြင်းဟာအဲ့ဒါချမ်းသာခြင်းတရားဖြစ်တယ်ဟောဒုတိယဘဝဆိုတာကအခက်အခဲကြမှာရှင်သန်ရတာဖြစ်တဲ့အတွက်ကြောင့်မိကောင်းဆွေကောင်းရဲ့အကူအညီဟာမဖြစ်မနေတကွေးမဟုတ် တကွေးလိုတတ်တယ်။ဒါကြောင့်မြတ်စွာဘုရားအရေးကြုံလာရင်မိတ်ဆွေရှိမှချမ်းသာမယ်လို့ပြောတာ။နောက်တတ္တဝါတွေရဲ့စိတ်ဆိုတာနော်လိုချင်မဲ့မောမှုနဲ့ပဲရှင်သန်နေကြတာ။ဘာရလို့မှအားရတဲ့ကျင့်တဲ့ဆိုတာရှိတာမဟုတ်ဘူး။ ဒါကြောင့်ဒီလောဘထဲမှာနေနေကြတဲ့တတ္တဝါတွေကလောဘအလိုလိုက်နေဘယ်တော့မှသူတို့ဟာငြင်းအေးမှုချမ်းသာကိုရနိုင်မှာမဟုတ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားရောင်ရဲတင်းတိမ်မှုနဲ့လောဘကိုထိန်းနိုင်သိမ်းနိုင်မှဒီလူချမ်းသာမယ်လို့ဒုတိယချမ်းသာကိုဆက်ဟောတာလေးနဲ့တဲ့ဘုံတို့တွေးကြရတယ်ရှိရနော်ပုံညာဒုက္ခဇီဝိတသင်္ခယံပြီးဟောတတိယချမ်းသာကျတော့ဘာပြောတော့သေဂာနိခါကာလမှာ ကောင်းမှုရှိမှတနည်းအားဖြင့်ကောင်းတဲ့စိတ်ကလေးနဲ့ကုသိုလ်စိတ်ကလေးနဲ့သေနိုင်မှဒီလူချမ်းသာမယ်တဲ့ဟုတ်တယ်ဘောကနေုံနေရမှာမဟုတ်သေလဲသေကြရပုံမှာဒါကြောင့်နေစဉ်အခါမှာချမ်းသာရုံမြတ်နေမယ်ပြည်စုံသေးတဲ့အတွက်ကြောင့်သေကြပေါ့ဖြည့်ရှင်းရမယ်ယတနာအခက်အခဲဖြစ်တဲ့သေခြင်းတရားကိုချမ်းချမ်းသာသာလွယ်လွယ်ကူကူဖြည့်ရှင်းနိုင်ရင်လည်းဆိုရင်ကောင်းမှုပြုထားဖို့လိုတယ်တနည်းအားဖြင့်သေကနီးမှာကောင်းတဲ့စိတ်နဲ့သေနိုင်ဖို့လိုတယ်ပေါ့အဋ္ဌံမီ သာဓမိဒုက္ခတာယဒုဋ္ဌိဒုက္ခယဣတိတိတေနပုံဉ္ဇဒုက္ခဇီဝိတသင်ခံပိသဗ္ဗတဒုက္ခတဒုက္ခပါဏဟောလေးခုမြောက်ချမ်းသာကြတော့ဘာပြောတော့ဘဝဟာဆင်းရဲခြင်းမျှတာဖြစ်တဲ့အတွက်ကြောင့်ဒီဘဝဒုက္ခတွေလုံးဝချုပ်ငြိမ်းသွားမှသာလင်ချမ်းသာလိမ့်မယ်တဲ့အဲချမ်းသာလေးပါဆိုပြီးတော့ဘုံအဲ့ဒီကာထာလေးကိုခြေခံပြီးတော့အရာတဘုခေါ်တာလည်းရှိတယ်ဟုတ်လားလူဘဝမှာပြည့်စုံလုံးလို့အဲ့ဒီကာထာလေးတဘုထဲနေနော်အခက်အခဲကြမှာရှင်သန်ရတဲ့လူတွေအတွက် ော်အရေးကြုံလာရင်မိတ်ဆွေကောင်းရှိမှချမ်းသာမယ်။နော်လောဘနဲ့ကြီးအမြဲနေနေလို့ငြိမ်းမှအေးမှမဟုတ်ဒီလောဘကိုရှောင်ရဲတင်းတင်းမှုနဲ့ထိမ့်သိမ့်နိုင်မှဒီလိုချမ်းသာလိမ့်မယ်။နော်တည်ခြင်းတရားကိုတေချာပေါ့ဘုန်းတို့ရင်ဆိုင်ကြရအောင်မှဖြစ်တဲ့အတွက်ကြောင့်အရေးပါတဲ့ဒီတည်ခြင်းတရားနဲ့တွေ့တဲ့အခါမှာနော်ချမ်းချမ်းသာသာဖြစ်စီဖို့နော်တည်ခြင်းတရားနဲ့တွေ့လာရင်ဆင်းရဲတဲ့တတ္တဝါပဲများတာ ਉਹ ဘာဖြစ်လို့လဲဘဝကိုစွန့်ကျင်မှုလေကိုမစွန့်ကျင်တဲ့ဘဝကပြတ်တော့မယ် ပုံမှန်အတိုင်းဆိုရင်ဒီအခြေအနေကစိတ်ချမ်းသာတဲ့အကောင်းတဲ့အခြေအနေပဲဟုတ်မလို့ဒါကြောင့်တေးတယ်ဆိုတာလူတွေကရင်ဆိုင်ဖို့မပြောနဲ့ကြားတော့မကြားချင်ဘူးတေးတေးတယ်ဆိုတဲ့စကားလုံးပေါ့ကိုယ်တေးတာမှမဟုတ်ဘူးသူများတေးတာလည်းပဲမကြားချင်ဘူးမကြည့်ချင်ဘူးဒီသဘောနော်တေးရမယ့်ဘဝကိုရထားပါလျက်ကနေတေးခြင်းတရားကိုဖုံဖုံတို့တွေကညံနေရှင်ပြီးတော့ကြောက်တာမဟုတ်ဘူးဗလိုင်းကြောက်နေရတယ်အများကြီးမရှိဘူးလားရှိတယ်ဒီနေ့မှလူသေးကောင်တယောက်လဲနေမယ်ဆိုရင်ဘလို့နေမလို့ပုံမှန်အဖြစ်တာမန်လူတွေကထိတ်လန့်တဲ့စိတ်ပဲအရင်ဖြစ်မယ် ဟုတ်တယ်မဟုတ်လားသေတာကိုသူများသေတာတောင်းကြောက်တယ်ပေါ့နော်ကိုယ်တိုင်သေရမယ်ဆိုရင်ဘယ်လိုနေမှာတော့ဒီသဘောဟုတ်လားဒါကြောင့်သေခြင်းတရားနဲ့တွေ့တဲ့အခါမှာဒါစိတ်ချမ်းသာတဲ့ကိစ္စတခုမဟုတ်ဘူးပုံမှန်အားဖြင့်ဒါကြောင့်အများစုကသေခြင်းတရားနဲ့တွေ့ရင်စိတ်ဆင်းရဲပြီးတော့ပဲသေကြတာပဲများတယ်ဒါကြောင့်သေပြီးရင်ယုံညံ့တဲ့ဘဝကိုရောက်သွားရတဲ့တတ္တဝါပဲများတယ်လောက်ထိများတယ်ထင်တယ်ဟမ်လက်သေးပြားပေါ်မှာမြင်မှုအနှဲငယ်တင်ပြီးမျက်စွာပြား သေးပြီးတဲ့နောက်ခေါင်းရမြဲရောက်တဲ့တတ္တဝါဒီလေသေးပြားပေါ်မှာရှိတဲ့မြင်မုံလောက်ပဲရှိတယ်။ယုံညံ့တဲ့ဘဝရောက်သွားတဲ့တတ္တဝါမဟာပထမကြီးမှာရှိတဲ့မြင်မုံလောက်ညာတယ်လို့နခတိခသုတ်တာအထင်ရှားဟောတာ။မဟုတ်လို့အဲ့လိုဖြစ်ရတာတော့ဆင်းရဲပြီးတော့တေကြလို့ပေါ့။ဘာဆင်းရဲတာတော့စိတ်ဆင်းရဲတာ။ဟုတ်လားစိတ်ဆင်းရဲပြီးတော့တေကြတာ။မဟုတ်လို့စိတ်ဆင်းရဲပြီးတေရတာတော့ကောင်းတဲ့စိတ်နဲ့မတေနိုင်လို့ပေါ့။ဟုတ်လား။ ဒါကြောင့်မြတ်စွာဘုရားတည်ရင်ဆင်းရဲကိုဘုံဘုံတို့အစဉ်ပြေပြေဖြည့်ရှင်းနိုင်ဖို့အတွက်ကောင်းမှုလိုတယ်။နှုတ်တေကာနီမှာကောင်းတဲ့စိတ်ကလေးနဲ့တည်နိုင်ဖို့အတွက်မတည်ငါစကောင်းတဲ့စိတ်တွေကိုအလေးအလားအထုံးနဲ့များသွားအောင်လေ့ကျင့်ထားဖို့လိုတယ်ဆိုတာပြောတာ။ဟုတ်လား။ဒါကဘုံဘုံတို့နေစဉ်အခါမှာလိုအပ်တဲ့ချမ်းသာနှမျိုးရယ်၊တည်တဲ့အခါမှာလိုအပ်တဲ့ချမ်းသာတမျိုးရယ်၊သုံးမျိုးရှိပြီနော်။ဟုတ်ပြီ။ချမ်းချမ်းသာသာတည်ရတယ်နောက်ဘဝရောက်တယ်နောက်ဘဝရောက်လည်းတည်ရမှာပဲ။ ဘဝဖြစ်တယ်ပြက်တယ်ဖြစ်တယ်ပြက်တယ်မွေးတယ်သေးတယ်မွေးတယ်သေးတယ်ဒီတိုင်းကြီးဆက်သွားနေတာကိုကောင်းသလားဟောအဲ့ဒါလည်းကောင်းတဲ့ကိစ္စမဟုတ်ဒါကြောင့်မြတ်စွာဘုရားတပ္ပတ္တဒုက္ခတ္တဒုက္ခပါဏအေးဒီဒုက္ခတွေကတော့အလုံးစုံပယ်လိုက်နိုင်မှပဲချမ်းသာမယ်လို့ပြောတာဘာပြောတာလဲဒါဘဝတကယ်ကိုလွတ်မြောက်သွားမှချမ်းသာမယ်လို့ပြောတာဒါလေးခုမြောက်ချမ်းသာနော်ဒါကြောင့်တရားပါကြောင့်အတဝရာလေးလို့မေးရင်အဓိကဘုံတို့ရဲ့အကြောင်းပြချက်အရှိတဲ့အကြောင်းပြချက်ကဘာလဲ နှစ်ဘဝဒုက္ခကလွတ်မြောက်ဖို့ပေါ့ဟုတ်လား